အုမ်အစ္စလမာရာဒီအလ္လာဟူတာလာအန်ဟာတမန်တော်မြတ်ကြီးရဲ့ဇနီးတဲ့ဒီထဲမှာအချိန်ချင်းအခါကဟာဒီသ်ကျမ်းစာအုပ်တွေထဲမှာသူ့အကြောင်းအရာတွေလာရှိထားတယ်။အင်တာမချောမော်တယ်၊ကိုရိုက်ရှ်ကဘနူမခဇူးမျိုးနဲ့ဝင်မျိုးသမီးတဦးဖြစ်တယ်။ထက်မြက်တယ်။ဟာဒီသ်တွေကိုလည်းဆင့်ပြန်ထားတယ်။အစောပိုင်းမှာအစ္စလာမ်ကိုလက်ခံခဲ့တယ် အဲ့ဒီနောက်ဟိဂျရက်လုပ်မယ်ဆိုပြီးတော့ပထမခင်မောအဘူဆလမာရဲ့အူမေဆလမာရဲ့တာလီဆလမာရဲ့တုံးရောက်မက္ကာကနေဟိဂျရက်လုပ်ဖို့ထွက်လာတဲ့ချိန်မိသားစုတွေကရောက်လာပြီးတော့အူမေဆလမာတခင်မကိုမက္ကာမှာပဲနေခိုင်းခဲ့အဘူဆလမာကိုမဒီနာကိုဟိဂျရက်လုပ်ခိုင်းလိုက်တယ်ကလေးကိုကြတော့အဘူဆလမာရဲ့မျိုးနွယ်ဝင်တွေကယူသွားတယ်တာမီ၃ရောက်ခိတ္တခဏအချိန်လေးအတွင်းမှာတကွဲတပြားစီဖြစ်သွားတယ် ယောက်ျားဖြစ်တဲ့သူကမဒီနာကိုရောက်သွားတယ်။အိုမေဆလမာကမက္ကာမှာကျန်ခဲ့တယ်။တားလေးကတက်တက်ပါသွားတယ်။တော်တော်ကိုစိတ်မကောင်းဝမ်းနေပြီးတော့ခြေကွဲခဲ့နေစဉ်လိုလိုမက္ကာမြို့ပြင်မှာသွားပြီးတော့ထိုင်ပြီးတော့မိမိရဲ့ခင်မွန်းတဲ့နဲ့ကလေးလေးကိုသတိရခဲ့။အိုမေဆလမာတခင်မရဲ့ဟိဂျရတ်တုံးကကျန်ခဲ့တဲ့အချိန်ကအင်တာမှာခြေကွဲဝယ်ကောင်းအဲ့ဒီနောက်တဖြည်းဖြည်းနဲ့အချိန်လေးကြာလာတော့ဖြေလျှော့မှုတွေဖြစ်လာတယ်။သူ့ရဲ့မျိုးနွယ်တွေက သူ့ကိုသွားပြီးတော့ဟိဂျရက်တုပ်ဖို့အတွက်ပြန်လဲခွင့်ပြုခဲ့တယ်။အဲ့ဒီမှာအိုမေဆလမာတခင်မက မက္ကာမဒီနာကိုရောက်လာတယ်။ကလေးလေးနဲ့လည်းပြန်ဆုံတယ်။ခင်မုန်းနဲ့လည်းပြန်ဆုံတယ်။တာမီတာဖာတုံးအောင်ပျော်ပျော်ရွှင်ရွှင်နဲ့မဒီနာမှာပြန်လဲဆုံတွေ့ခဲ့တယ်။အရင်ကအဟုတ်ကချိုးပတ်မှုဖြစ်လာတော့အဘူဆလမာရဒီအလာဟူတာလာနုတမလုံးမြကြီးနဲ့စာဘာတွေနဲ့သူတို့အဟုတ်ကစိတ်မြေပြင်မှာပါဝင်ခဲ့တယ်။အဲဒီတော့အဟုတ်မှာအဘူဆလမာကအလ္လာဟ်မိခံသွားတဲ့ရှဟိဒ်ဖြစ်သွား။အုမ်မဆလမာတခင်မကတော်တော်ကိုစိတ်တော့ကရောက်ခဲ့ အခုပဲမကြသေးခင်အချိန်ကပဲယောက်ျားနဲ့ကွဲတယ်အခုပြန်ပြီးတော့တွေ့တယ်တွေ့ပြီးတော့ခဏပဲရှိသေးတယ်ယောက်ျားကအလ္လာဟ်မင်ခံသွားတမန်တော်မြတ်ကြီးကိုယ်တိုင်ကြွလာတယ်ကြွလာပြီးတော့အူမီဆလမာရဲ့ဝမ်းနဲ့ပူဆွေးမှုကိုကြည့်ပြီးတော့တမန်တော်ကအူမီဆလမာတခင်မကိုဒွါလေးတစ်ပုဒ်တင်ပေးတယ်အူမီဆလမာဒီဒွါကိုဖတ်အလ္လာဟ်အတင်မကိုကောင်းတဲ့အစားတွေအလ္လာဟ်ပေးလိမ့်အလ္လာဟုမအဂျရနီဖီမူဆီဘတီဝခလုဖလီ ခိုင်ရမင်ဟာအိုအလ္လာဟ်ကျွန်တော်ရဲ့ ဒီပူဆွေးတော့ကရောက်တဲ့နေရာမှာအလ္လာဟ်ကျွန်တော်ကိုအစားတွေအလ္လာဟ်ပေးတော်မူပါကျွန်တော်ကိုဒီပူဆွေးတော့ကရောက်ရခြင်းဒီဆုံးရှုံးရခြင်းရဲ့အစားမှာကောင်းတဲ့အရာတွေဒီထက်ကောင်းတာတွေအလ္လာဟ်ပေးပါဆိုပြီးတော့ဒီဒွါလေးကိုတမန်တော်မြတ်ကြီးကသင်ပေးတယ်။ဥမေဆလမတ်ကေမကဘလို့အမေရှိလဲဆိုတော့ကျမဒီဒွါကိုဖတ်တော်ဖတ်တယ်။သို့တော့ငါယောက်ျားထက်ကောင်းတာဘသူရှိအောင်မလဲဆိုပြီးကျမအမြဲတမ်းစဉ်းစားလေးရှိဝခလုဖလီခိုင်ရမင်ဟာအလ္လာဟ်စီမတမန်တော်ကဒွါတောင်းခိုင်းတာဆုံးရှုံးသွားတာထက် ကောင်းတဲ့အစားကိုအလာပေးပါကျမကိုကျမအမြဲပြောလို့ရှိတယ်ငါယောက်ျားကအကောင်းဆုံးပဲငါယောက်ျားတက်ကောင်းတဲ့ဒုနိယာမှာဘသူရှိအောင်ပါလဲအဲ့ဒါလိုနဲ့အဟုတ်ပြီးသွားတော့နှစ်နှစ်လောက်တစ်နှစ်လောက်နေပြီးတဲ့နောက်မှာဟီဂျရီ၄ခုနှစ်မှာတမန်တော်မြတ်ကြီးကအုမ်မေဆလမာကိုနေကာတော့ကမ်းလှမ်းခဲ့တယ်အဲ့ဒီနောက်အုမ်မေဆလမာနဲ့တမန်တော်မြတ်နဲ့နေကာပြုလုပ်ခဲ့အုမ်မေဆလမာတခင်မအော်အမိတ်ရှိတယ်တမန်တော်မြတ်ကငါ့ကိုဒီတူအဖတ်ခိုင်းတယ် ငါယောက်ျားထက်ကောင်းတဲ့အစားအလာပေးတယ်ဆိုတာကတကယ်ပဲအားလုံးထက်သားတဲ့လူကတမန်တော်ဖြစ်တယ်တမန်တော်ကိုအလ္လာဟ်ကကျွန်မကိုချီးမြှင့်ခဲ့အိုမေဆလမာတခင်မရဲ့ပူဆွေးတော်ကရောက်မှုတွေအားလုံးကအလ္လာဟ်ကတမန်တော်မြတ်ကြီးရဲ့နေကာမှာရောက်လာပြီးအစားထိုးပေးခဲ့တယ်တမန်တော်မြတ်ကအိုမေဆလမာတခင်မကိုဆောင်းလျှောက်ခဲ့တယ်သူ့ရဲ့သားလေးကိုလည်းတမန်တော်မြတ်ကဆောင်းလျှောက်ခဲ့မိမိရဲ့သားအရင်ကဲ့သို့တမန်တော်ဒီကလေးလေးကိုအများကြီးတွားလေးတင်ပေးတယ်အများကြီးတမန်တော်တရဘီယတ်တွေလုပ်ခဲ့အိုမေဆလမာတခင်မရဲ့ထူးခြားတဲ့အရေးချင်းက အင်တမမဉဏ်ကောင်းတယ်ဖြတ်ထိုးဉဏ်ကောင်းတယ်ဘဟုတုတကျွယ်ဝတယ်ပညာအရေးချင်းနဲ့ပြည့်စုံတယ်စဘတရားကြီးမားတယ်အစ္စကာမရှိတယ်တခုခုပြဿနာတွေဖြစ်လာပြီးဆိုရင်ချက်ချင်းဖြေရှင်းနိုင်သွမ်းရှိတယ်ထုံဒီလည်းကောင်းတမန်တော်မြတ်ကိုကောင်းတဲ့အကြံဉာဏ်တွေအများကြီးပေးခဲ့အိုမေဆလမတ်ခင်မရဲ့ဟာဒီစ်ကျမ်းစာအုပ်တွေထဲမှာလာခဲ့တဲ့တော်တော်ကိုနာမည်ကြီးတဲ့အကြောင်းအရာလေးတခုရှိတယ်ဆူလာဟူဒိုင်ဘီယာမှာတမန်တော်မြတ်ကြီးနဲ့စာပါတယ်မက္ကာကနေမဒီနာကနေမက္ကာကိုအူမရာလုံးမယ်ဆိုပြီးထွက်လာတဲ့အကြောင်း अरे चाहे माँ मक्का का काफिले मुशरिक थे होता ही भी आसुरे नियामा तमालों में ने, ने साबारी को पैसों के रे यहीं यहीं साजो छोपी रो आलों लायो भी के यारे अरी ना, अरी ने ने अरे ना अरे नियागा ने भी रो ऐहराम ने छुप भी रो प्याया में ऐसो भी रो तमालों में ने साबारी को प्योगे तो क्या रो टप्पत्ता छोप सो के रे साजो ऐहराम ने वो भी रो तल भी आसो भी रो लानी रे तो रो वो टट्टे जो जाने मकामियों को वो यारों में चाहिए माँ अदलो चाहिए माँ पैसों के तो रो वो साहबारी चिकोए रे वाने रे खंडाजा रे पेंट हंगे रे တယောက်နဲ့တယောက်စကားမပြောနိုင်နေဖြစ်ကုန်တယ်ဟာသဥမရတခဲအယံကိုစိန်ဆိုးခဲ့အယံကိုစိန်မကောင်းနေဖြစ်ခဲ့အဲ့ဒီလိုအချိန်ဒီမှာအခုတမန်တော်မြတ်ကြီးကဒီစာချုပ်ကိုခေါင်းငုံပြီးတမန်တော်ချုပ်ခဲ့တယ်အားလုံးကိုလက်ရောပေးခဲ့အဲ့ဒီနောက်တမန်တော်မြတ်ကစာအပါဒီကိုဗာပြောလဲဆိုတော့အခုအားလုံးအခုအားလုံးဂရုံးတုံးပြီးတော့အဲရန်ချုပ်ပြီးတော့ငါတို့မဒီနာကိုပြန်ကြမယ်စာပါဒီဘယ်လိုလုပ်ပြီးတော့လက်ခံနိုင်မှာလဲတမန်တော်ဒါကိုလာပြောတယ်တယောက်မှထားတော့မထားဘူးဂရုံးလည်းမတုံးနိုင်ဘူးအဲရန်လည်းမချုပ်နိုင်မချွတ်နိုင်ဘူး အားလုံးကခြေကွဲဝမ်းနေနေကြတမန်တော်မြတ်ကဒီမြင်ကွက်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်ငါကတလောက်အဟရမ်ချွတ်ဖို့ပြောတာတော့ဘာဖြစ်လို့ဒီပုံကိုယ်တွေမချွတ်တာလဲဒီလူတွေဘာလို့မချွတ်ရတာလဲစာဘာလေးနဲ့ပတ်သက်ပြီးတမန်တော်စိတ်မကောင်းဖြစ်တယ်အမေဆလမာတခင်မရှိနေတဲ့တဲတဲကိုတမန်တော်မြတ်ကဝင်သွားတယ်အမေဆလမာတခင်မကိုပြောပြတယ်ဒလူဒလူပဲငါကအဲရမ်ချွတ်ဖို့ပြောတာဒီစာဘာလေးတယောက်မှအဲရမ်လည်းမချွတ်ဘူးတယောက်မှထားလည်းမထားဘူးအမေဆလမာတခင်မကဒီပြဿနာရဲ့အတိတ်အနက်ကိုသဘောပေါက်တယ် စာပါလေးဘာဘလို့များခံစားနေရလဲဆိုတာကိုသိဒါမှမဟုတ်မြတ်ကိုအင်တန်ကောင်းတဲ့အကြံဉာဏ်တစ်ခုအမေဆလမသခင်မကပေးခဲ့ကိုရောစာပါလေးကတော့အယံကိုကြေကွဲနေတယ်အယံဝမ်းနေနေတယ်ခံစားချက်တွေပြင်းထန်နေတယ်တို့အချိန်မှာတမန်တော်သွားပြီးတို့ကိုအဟရာချွတ်ဆယ်တို့ချွတ်နိုင်မှာမဟုတ်ဂရုံးတုံးဆယ်တို့တုံးနိုင်မှာမဟုတ်အကောင်းဆုံးကတော့လာတမန်တော်ကိုယ်တိုင်သွားလိုက်သွားပြီးတမန်တော်ကိုယ်တိုင်ဂရုံးတုံးလိုက်အဲ့ဒီတော့တမန်တော်ကိုယ်တိုင်အဟရာချွတ်လိုက် တမန်တော်မြတ်ကကိုယ်တိုင်သွားလိုက်တယ်အားလုံးရဲ့ကြားထဲမှာသွားပြီးစားပြီးတူကိုခေါ်လိုက်တယ်ခေါ်ပြီးဂရုံတုံးခိုင်းလိုက်တယ်အဲ့ဒီတော့တမန်တော်အဟရမ်ချွတ်လိုက်တယ်တမန်တော်အဟရမ်ချွတ်တာကိုမြင်မှစာပါတွေအားလုံးရဲ့တန်ရှင်ကရော့ချသွားတယ်အားလုံးကအဲ့ဒီချိန်မှာစိတ်ကိုရှော့ချလိုက်တယ်ပြီးသွားပြီးဘာမှလုပ်လို့မရတော့ဘူးတမန်တော်ကိုယ်တိုင်တော့အဟရမ်ချွတ်လိုက်ပြီးအဟရမ်ချွတ်ပြီးပြီးဆိုတော့ငါတို့အားလုံးလည်းအဟရမ်ချွတ်ရတော့မယ်အုမေဆလမတ်ခင်မရဲ့ဒီအမျိုးအမည် အင်တာမအစ္စလာမ်တမိုင်းမှာတတော်ကိုကြီးကျယ်တဲ့အခက်ခဲကြီးတစ်ခုအကြက်တဲကြီးတစ်ခုကိုဖြေရှင်းပေးခဲ့တယ်။တမန်တော်မြတ်ကြီးကမိမိရဲ့ဇနီးတဲ့အွန်မေဆလမာတခင်မရဲ့အကြံဉာဏ်လေးပေါ်မှာအမတ်လုပ်ခဲ့တယ်။တမန်တော်ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာလည်းအွန်မေဆလမာတခင်မကတမန်တော်ရဲ့မိသားစုဝင်နဲ့အဖြစ်ပြက်တွေတမန်တော်မြတ်ကြီးရဲ့အကြောင်းအရာတွေအိမ်တွင်းရေးကိစ္စတွေအိမ်ထဲမှာတမန်တော်မြတ်ရဲ့နေဖုံထိုင်ဖုံတွေ တမလမကြီးရဲ့အပြင်မှာနေတဲ့ထိုင်တဲ့ပုံစံလေးအများကြီးအကြောင်းအရာတွေကိုဟာဒီသ်ပုံစံလေးနဲ့ဆင့်ပြန်ခဲ့တယ်။ဟာဒီသ်ပေါင်း300ကျော်ဆင့်ပြန်ခဲ့တယ်။တမလမကဇနီးတဲ့တွေထဲမှာပါတယ်။အသက်တော်လည်းအကြာကြီးရခဲ့တယ်။ဟီဂျီရီ60ကျော်မှအလ္လာဟ်မိတ်ခံခဲ့တယ်။အွန်မေဆလမာတခင်မှအလ္လာဟ်မိတ်ခံတဲ့ချိန်သူ့ရဲ့အသက်က80ကျော်ဖြစ်နေပြီ။84 85လေးကိုဝင်နေပြီ။ဟီဂျီရီ60ကျော်မှအလ္လာဟ်မိတ်ခံခဲ့တယ်။အွန်မေဆလမာရဒီအလ္လာဟူတာလာအန်ဟာတခင်မှ